အရင်ရှင်ဝါရဆိုတာဘာလဲအရင်ရှင်ဝါရဆိုတဲ့စကလုံးကိုကြားလိုက်တာနဲ့လူအမျိုးမျိုးကပုံစံအမျိုးမျိုးမြင်ကြပါတယ်တချို့ကတော့အခွင့်လန်းနဲ့ကြွယ်ဝချမ်းသာမှုကိုယူဆောင်လာပေးတဲ့စနစ်လို့မြင်ကြပြီးတချို့ကတော့မငြိမ်းမှုတွေနဲ့ခေါင်းပုံဖြတ်မှုတွေကိုဖန်တီးပေးတဲ့စနစ်ကြီးလို့သတ်မှတ်ကြပါတယ်တကယ်တော့အရင်ရှင်ဝါရဆိုတာဘာလဲဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်နေတာလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်ပါ အရင်ရှင်ဝါဒဆိုတာလွယ်လွယ်ကူကူပြောရရင် စီဝိုင်းစနစ်တစ်ခုပဲဖြစ်ပါတယ်ဒီစနစ်ရဲ့အဓိကအချက်၃ချက်အရောပုဂ္ဂလိကပိုင်ဆိုင်ခွင့်အမျက်အစွန်ရလိုမှုနဲ့လူလက်စွာ ရှင်ပြိုင်ခွင့်တို့ပဲဖြစ်ပါတယ်ပရမဆုံးနဲ့အရေးကြီးဆုံးအချက်ကပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဖြစ်ပါတယ်ဒါအမည်စက်ယုံအရင်နီးစတဲ့ထုတ်လုပ်မှုဆိုင်ရာကြိယာအားလုံးကိုအစိုးရကပိုင်ဆိုင်တာမျိုးမဟုတ်ပဲသူချင်းဒါမှမဟုတ်ကုမ္ပဏီတွေက ပိုင်ဆိုင်ခွင့်ရှိတာကိုဆူလိုတာပါ တင်ဟာအိုင်ဒီယာတစ်ခုဒါမှမဟုတ်အရင်းနှစ်တစ်ခုကိုပိုင်ဆိုင်ရင်အဲ့ဒီအရာကနေဖြစ်ပေါ်လာတဲ့အကျိုးအမြတ်အားလုံးကိုလည်းတင်မဲ့ပိုင်ဆိုင်နေဆိုတဲ့သဘောတရားပါပဲဒုတိယအချက်ကတော့အမျက်အစွန်ရလိုမှုပါပဲအရင်ရှင်ဝါရရဲ့အင်ဂျင်ကိုလဲပတ်စီတာအမျက်ရချင်းစိတ်ပဲဖြစ်ပါတယ်လူတိုင်းကုမ္ပဏီတိုင်းဟာ၎င်းတို့ရဲ့အရင်းနှီးတွေကိုအကောင်းဆုံးအထီးရောက်ဆုံးနည်းလမ်းတွေနဲ့ရင်းနှီးမြှုပ်နှံပြီးအမျက်အများဆုံးရဖို့အတွက်စူးစမ်းကြပါတယ် ဒီလိုအမျက်ရလို့စိတ်ရမယ်စီးပွားရေးတိုးတက်မှုစမ်းသစ်တီထွင်မှုနဲ့ထုတ်လုပ်မှုမြင့်မားမှုတွေကိုဖြစ်ပေါ်စေပါတယ်ဒီလိုမှမကြိုးစားရင်လေဈေးကွက်ထဲကနေရေရှည်မှာပျောက်ွယ်သွားနိုင်တာမို့အမျက်ရလို့စိတ်ကရက်တန့်လို့မရတဲ့စွမ်းရင်တစ်ခုလိုဖြစ်နေပါတယ်တတိယချက်ကတော့လူလက်စွာရှင်ပြိုင်ခွင့်ပါဈေးကွက်ဟာလူလက်တဲ့ဈေးကွက်ဖြစ်ပါတယ်အစိုးရရဲ့ဂျားဝင်မှုနှဲပါတဲ့အတွက်ကြောင့်ကုမ္ပဏီတွေဟာတုံးဆွဲသူတွေကိုဆွဲဆောင်ဖို့အတွက် အချင်းချင်းပြိုင်ဆိုင်နေကြရပါတယ်။ဒီရှင်ပြိုင်မှုဟာအရင်ရှင်ဝါရရဲ့အကောင်းဆုံးသောလက္ခဏာရက်တွေထဲကတစ်ခုပါ။ဘာလို့လဲဆိုတော့ကုမ္ပဏီတွေကပိုကောင်းတဲ့ပိုပစ်ဆန်းသစ်တဲ့ဂုံပစ္စည်းတွေကိုဈေးနှုန်းသက်သာစွာနဲ့ထုတ်လုပ်ဖို့တိုက်တွန်းနေတာကြောင့်ပဲဖြစ်ပါတယ်။ဒီတော့နောက်ဆုံးမှာဘသူအကျိုးမြတ်ရလဲဆိုတော့ကျွန်တော်တို့လိုသုံးဆွဲသူတွေပဲဖြစ်ပါတယ်။ဒီစနစ်ကိုပုံဖော်ပေးခဲ့တဲ့အဓိကပုဂ္ဂိုလ်ကြီးကတော့စကော့တလန်အသွေးခေါ်ပညာရှင်အဒမ်စမစ်ပဲဖြစ်ပါတယ်။ သူက1986ခုနှစ်မှာရေးသားခဲ့တဲ့နိုင်ငံအများရဲ့ကြွယ်ဝချမ်းသာမှုသဘောတဘာဝနဲ့အကြောင်းရင်းများစုံစမ်းစစ်ဆေးခြင်းဆိုတဲ့စာအုပ်ထဲမှာမမြင်နိုင်တဲ့လက်ဆိုတဲ့သဘောတရားကိုတင်ပြခဲ့ပါတယ်။ဒီသဘောတရားအရလူတယောက်ချင်းစီကကိုယ်အကျိုးစီးပွားအတွက်သာစ조사လှုပ်ဆောင်နေပေမယ့်အဲ့ဒီလှုပ်ဆောင်မှုတွေကစီးပွားရေးတစ်ခုလုံးကိုအလိုလျောက်အကျိုးဖြစ်သွင်းစေတယ်၊မျှတစေတဲ့သဘောတရားပဲလို့ဆိုခဲ့ပါတယ်။ဒီလိုနဲ့ဈေးကွက်ကိုသူ့ဖာသာကြီးကြက်ခွင့်ပေးလိုက်တာ အကောင်ဆုံးရဲ့လက်တွေစီကိုဥတည်တယ်လို့သူကယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အရင်ရှင်ဝါရမှာအမြဲတမ်းပန်းခင်းလန်းချီတော့မဟုတ်ပါဘူး။အတိကစိန်ခေါ်မှုတွေကတော့ဇီဝရေးမညီမျှမှုပါ။အမျက်စွန်ရလို့စိတ်ကြောင့်အရင်နည်းကိုပိုင်ဆိုင်တဲ့သူတွေကပိုပြီးချမ်းသာလာကြပြီ။အဲ့ဒီအရင်နည်းတွေနဲ့အလုတ်လုတ်ပေးနေတဲ့အလုတ်သမားတွေကြားမှာဝင်ငွေကွာဟမှုတွေကကြီးမားလာတတ်ပါတယ်။နောက်တစ်ခုကတော့ဈေးကွက်မတည်ငြိမ်မှုပဲဖြစ်ပါတယ်။ အရင်ရှင်စနစ်ဟာအချိန်ကာလိုက်စီးပွားရေးအကျက်သေးတွေအသက်ကျတန်တရာတွေနဲ့ကြုံတွေ့ရလေရှိပြီးဒီလိုအသက်ကျတွေကလူမှုအတိုင်းဝိုင်းပေါ်ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။နောက်ဆုံးမှာတော့ပြိုင်ဆိုင်မှုမရှိတော့တဲ့လက်ဝါးကြီးအုံမှုတွေကလည်းဈေးကွက်ရဲ့တရားမျှတမှုပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်လည်းခေတ်သစ်အရင်ရှင်နိုင်ငံတော်တော်များများမှာအစိုးရလုံးဝလက်ပိုက်ကြည့်နေတာမျိုးမဟုတ်ပဲလိုအပ်တဲ့စီမင်းစည်းကမ်းတွေဥပမာဗန်လုပ်ငန်းစီမင်းအ ਨੇ စုံလောက်ခလစား တဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေတွေကိုသတ်မှတ်ပြီးဈေးကွက်ကိုတစိုက်တစ်ပိုင်းကြီးကြပ်ပေးနေပါတယ်။ဒီလိုစနစ်ကိုရောနော်စီဝိုင်းစနစ်လို့ခေါ်ဆိုနိုင်ပြီးအရင်ရှင်ဝါဒရဲ့အကောင်းဆုံးအစိတ်ပိုင်းတွေဖြစ်တဲ့စန်တစ်တီထွင်မှုတိုးတက်မှုတွေနဲ့အစိုးရရဲ့အကောင်းဆုံးအစိတ်ပိုင်းတွေဖြစ်တဲ့တည်ငြိမ်မှုလူမှုဖူလုံရေးတို့ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအရင်ရှင်ဝါဒကိုပုံစံအမျိုးမျိုးနဲ့ကျင့်သုံးနေကြတာကိုတွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတွေ့ရတဲ့လူလက်တဲ့ဈေးကွက်အရင်းရှင်ဝါဒအစိုးရကြားဝင်မှုအ ਨੇ ဆုံးပုံစံဖြစ်ပြီးဥရောပမြောက်ပိုင်းနိုင်ငံတွေမှာတွေ့ရတဲ့ဖူလုံရေးအရင်းရှင်ဝါဒကတော့လူမှုဖူလုံရေးအတွက်အစိုးရရဲ့အခန်းကဏ္ဍကိုပိုပြီးမြင့်တင်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဆိုတော့အရင်းရှင်ဝါဒဆိုတာအမားမန်တက်မရခဲ့တဲ့စနစ်တစ်ခုပါ။ဒါလူသားသမိုင်းမှာအချမ်းသာဆုံးခေတ်ကိုဖန်တီးပေးခဲ့ပြီးသိပ္ပံနဲ့နှီးပညာနယ်ပယ်မှာမကြုံဖူးတဲ့တိုးတက်မှုတွေကိုတွန်းအားပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲအဲ့ဒီကြွယ်ဝမှုတွေကလူတိုင်းစီကိုညီတူညီမျှမရောက်ရှိသေးဘူးဆိုရယ်စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာအရင်ရှင်ဝါဒဆိုရယ်စနစ်ရဲ့အကျိုးကျေးဇူးတွေကိုခံစားရင်သူ့ရဲ့ချို့ယင်ချက်တွေကို ပြုတ်ပြင်ဖို့အတွက်အမြဲတမ်းဆွေးနွေးငင်းခုန်ပြီးရှာဖွေနေကြရအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ် အကြောင်းအရာအစ်စ်တွေအတွက်နောက်နေ့တွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ